ခုမြင်တွေ့လေရတာကတော့အိမ်ဆောက်ပြီးမိမရှာတတ်တယ်။စားဘူးတောင်းကကလေးပါ။သူကတဘာဝရဲ့ကျွမ်းကျင်အင်ဂျင်နီယာတယောက်ပါ။အမတွေကိုဆွဲဆောင်နိုင်မှုအိမ်ကောင်းကောင်းဆောက်တတ်ရပါလေ။ဒီလိုအိမ်ဆောက်ရမှာပထမဦးဆုံးကျူးတချောင်းဟာအလွန်ပဲအရေးကြီးပါလေ။အိမ်တစ်ခုလုံးရဲ့အစဖောင်ဒေးရှင်းဟာအိမ်ကြီးတစ်ခုလုံးရဲ့ခိုင်ခံ့မှုကိုအကျိုးတက်ရောက်မှုရှိစေပါလေ။ဒါကြောင့်ပထမဦးဆုံးကျူးတချောင်းကိုတေချာကယူဆိုင်ပြီးချီနောင်ရပါတယ်။ ဒီငံမလဲကတော့တောင်ပိုင်းလူမင်ဒီသားမှာအကောင်းဆုံးအိမ်ဆောင်နိုင်သူကိုရွေးချယ်ဖို့ဒီနေရာကိုရောက်ရှိနေခြင်းပဲဖြစ်ပါတယ်။ငှက်သီးလေးတကောင်ဟာအကောင်းဆုံးသောအိမ်တလုံးဆောင်နိုင်ဖို့ကြိုးစားလှုပ်ဆောင်နေပါတယ်။သူကတဘာဝလောကရဲ့အရှုပ်ထွေးဆုံးသောအိမ်ကိုတီးဆောင်နေတာပါ။မြက်မွေးပေါင်းထောင်ကျော်လောက်နဲ့တီးဆောင်ထားတဲ့ဒီအိမ်လေးဟာသူ့ရဲ့လက်တွဲဘော်ကိုဆွဲဆောင်ရုံတသက်မဟုတ်ပါဘူး။အနာဂတ်မျိုးဆက်တစ်တွေကိုလည်းဒီနေရာမှာရှင်သန်ဖို့ရည်ရွယ်ထားပြီး ဒါအပြင်တဘောဝဘေးအန္တရာယ်ကိုလည်းခံနိုင်တော့တိဆောက်ထားတာပါဒီလိုတိဆောက်ရမှာအကောင်းဆုံးပစ္စည်းတွေကိုတုံးထားမှရမှာပါသူတိထားတဲ့အကောင်းဆုံးအရာကတော့ဘောရမြတ်ပင်သမှုပဲဖြစ်ပါတယ်ဒီအပင်တွေဟာကွင်းညွန့်ညာလွယ်ကူပြီးရေရှည်ခိုင်ခန့်နိုင်ပါတယ်ဒါမှမဟုတ်ဒီအပင်တွေဟာစိန်ခေါ်မှုတစ်ခုရှိပါတယ်ဒီငတ်ကလေးကတော့သူဆောက်ထားတဲ့အိမ်မှာသူကိုယ်တိုင်လမ်းပြောင်းနေတဲ့ပုံပါပဲဒီလိုတိဆောက်နေတာသူတကောင်လည်းတော့မဟုတ်ပါဘူး တချွားငတ်တွေဟာလည်းသူ့လိုအပြိုင်တိဆောင်နေကြပါတယ်။ငတ်မလေးကအကောင်းဆုံးအိမ်ဆောင်နိုင်သူကိုရွေးချယ်နေပြီးကြမ်းငတ်သီးလေးတွေကတော့သူ့ထက်ကောင်းမွန်တဲ့အိမ်ကိုတိဆောင်နေကြပါတယ်။ငတ်သီးလေးကကျွမ်းကျင်မှုကိုအစင်မင်းမှုလိုအပ်လာပါပြီ။သူတို့ကအကောင်ပေါက်ဖို့အခန်းနားနေခန်းဓာရီကိုထည့်သွင်းတိဆောက်ထားပါတယ်။ဒီလိုပေါ်ပါနေတဲ့အိမ်လေးကတခါတလေလေချမ်းတိုက်ခတ်ပြီးပြုတ်ကျနိုင်ပါတယ်။ဒီလိုအချိန်ဆိုရင်တော့ငတ်သီးလေးတွေကတေမလို့ကြောက်ကြပါတယ်။ ရွှင်စင်းနဲ့ရော့ဆက်ပြီးတိဆောက်ထားတဲ့သူ့ရဲ့အိမ်လေးဟာစေတဲ့ကြော်အကြာမှာပီစီကနီးပြီးသူ့ရဲ့အိမ်အသေးလေးကလက်တွဲပေါ်ရနိုင်မှာမလားတောင်းမန်ကခက်ချက်ခတ်နေခြင်းဟာသူမသဘောကျအကြံကိုပြသနေတာပါရက်အနှဲငယ်ကြောက်ရင်တော့ဒီနေရာမှာသူမအူးအူးတော်မှာပါကောင်းငင်ရဲ့လက္ခဏာဟာမုန်တိုင်းထန်ပြီးမိုးသီးတော်မဲ့အရေးအယောင်ပြနေပါ诶ဒီတော့သူ့ရဲ့အိမ်ကိုတေချာစစ်ဆေးပြီးပိုးခိုင်ကန်အောင်ပြုပြင်တိဆောက်ရပါမယ် ဥရဥပြီးချိန်မှာသူ့ရဲ့အိမ်ဟာစမ်းသက်မှုကြီးတစ်ခုနဲ့ငင်းဆိုင်နေပါပြီ။မုံတုံးလေးတွေကြမ်းတမ်းစွာတိုက်ခတ်လာခြင်းနဲ့အတူသူ့အိမ်လေးရဲ့အနာဂတ်ဟာလည်းဒုရထင်နေပါတယ်။ပြစီမှုတွေရှိခဲ့တယ်ဆိုပေမဲ့အခြားအိမ်တွေနဲ့အတူသူ့ရဲ့အိမ်ကလေးဟာလည်းမြဲမြံစွာခိုင်ခံမှုနဲ့အတူတည်ရှိနေပါတယ် အိမ်အတွင်းကမွေးစားတဲ့ပြန်သွားထွက်ခွာမသွားခင်အချိန်အထိဒီအိမ်လေးဟာလုံခြုံနှွေးထွေးမှုတွေပေးဆပ်နေအောင်မှာပါအားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုဗီဒီယိုလေးတွေအမြဲတမ်းကြည့်ရှုနိုင်ဖို့ like and follow လေးလုပ်ခဲ့ပါအောင်